မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဆက်ကားများကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ရမှာစစ်သားအယောက်30သေဆုံးပြီးတော့၃ကိုရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ9ရက်နေ့ကနေပြီးတော့9ရက်နေ့အထိ၃ရက်အတွင်းမှာ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများရဲစခန်းများနဲ့စခန်းကုန်းများကိုကရင်တော်လှန်တပ်ဖွဲ့များပူးပေါင်းပြီးတော့ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30တေဆုံးပြီးတော့၃ကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲရအများပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။လွိုင်းလင်းလေးကုတ်စုကရတာယာကကြောတဲ့နောက်ပြီးတော့ဟိုဘက်ထီးစခန်းမှာဖြစ်တယ်လင်းနေတာဖြစ်တာမှန်ပါတယ်လို့ KA ရဲ့စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုံးနိုင်က အတည်ပြုပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Lwaiko Data ပြည်သူ့ကာကွယ်တပ် Lwaiko Local PDF Lwaiko PDF KNDF KNPLF နဲ့ရှမ်းတောင်အခြေစိုက်တပ်အသီးသီးတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ Lwaiko Data ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးကတော့စိုးရင်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် KNDF KNPLF ရှမ်းတောင်အခြေစိုက်တပ်များဟာလည်း ထိခိုက်ကြာဆုံးမှုများရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီး drone အများအများကိုအသုံးပြုခဲ့တဲ့အပြင်လေကြောင်းတိုက်ခိုက်မှုကိုလည်းအများအများအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ကိုကနအုပ်ကာလမှာဗဟိုအစိုးရကအာဏာအများစုရယူထားတဲ့တပြည်တောင်စနစ်နဲ့ အုပ်ချုပ်မှာဖြစ်ပြီးတော့နောက်မှအရေးချင်းစွမ်းဆောင်ရည်နဲ့လုတ်ပိုင်ခွင့်ပေါ်မူတည်ပြီးတော့အာဏာခွဲဝေတဲ့စနစ်ကိုကျင့်သုံးမယ်လို့ AAF စေဦးစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomats နဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကိုတပ်ကြီးတော်စနစ် unitary state system နဲ့အုပ်ချုပ်သွားမယ်လို့အရကတက်တော် AA ရဲ့စေဦးစီးချုပ်တက်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနရဲ့ interview မှာပြောဆိုထားပါတယ် AA ရဲ့စေဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနက online ကနေ interview ထားပြီးတော့2024ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာဖော်ပြခဲ့တယ်လို့သိရပါတယ်အစောပိုင်းမှာဗဟိုချုပ်ကင်မှုနဲ့တပ်ကြီးတောင် အစိုးရကိုထူထောင်ပြီးတော့နောက်ပိုင်းမှာအစိုးရအလွာအသီးသီးထံကိုခွဲဝေသွားနိုင်ခြင်းရှိကြောင်းဗိုလ်ချုပ်ကပြောဆိုထားပါတယ် ULA ကရှေ့ဆောင်ပါတီအဖြစ်နဲ့ဥဆောင်တဲ့တပြည်တော်စနစ် Unitary State System တည်ရရှိပါလိမ့်မယ်စစ်တပ်ကတော့ပါတီရဲ့ထိန်းချုပ်မှုအောက်မှာရှိမှာပါကနအူးအပိုင်းမှာ ဘဟုအုပ်ချုပ်မှုကိုဦးစားပေးတဲ့တပ်ကြီးတော်အစိုးရတရက်ကိုထူထောင်ပြီးမှနောက်ပိုင်းမှာအရေးအချင်းနဲ့လုပ်ငန်းဆောင်ရွက်ချက်ပေါ်မူတည်ပြီးတော့အုပ်ချုပ်ရေးအာဏာကိုအစိုးရအလွှာအသီးသီးစီကိုခွဲဝေသွားနိုင်ခြင်းရှိပါတယ်လို့အေအေရဲ့စေဦးကြီးချုပ်ကပြောဆိုထားပါတယ်။အားရခတ်တက်တော့အေအေအနေနဲ့ရခိုင်ပြည်မှာရှိတဲ့မြို့နယ်၁၈ခုကစစ်ကောင်စီတပ်များအားလုံးကိုတိုက်ထုတ်နေပြီးတော့လက်ရှိမှာမြေပုံ၊မင်းပြား၊မြအူး၊ကြောက်တော်ပုံနာကျော်ပေါတော်ရသေးတောင်ဘူးကြီးတောင်တန်တွဲရမ်းပြဲနဲ့ပလောက်ဝဒေသစတဲ့ မြို့နယ်၁၁ခုကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီးတော့ကျန်တဲ့မြို့နယ်အလုံးကိုလည်းတိုက်ခိုက်တိမ့်ပိုက်သွားမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါရယ်အေးအေးထိန်းချုပ်ထားတဲ့မြို့နယ်များမှာပိုကောင်းတဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကိုဖြည်းဖြည်းနဲ့မှန်မှန်စတင်ထူထောင်နေပြီလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆက်လက်ပြောဆိုခဲ့ပါရယ်ရခိုင်စစ်မြေနာပြည်မှာ၁၈မြို့နယ်တွေက၁၇မြို့နယ်ကိုလွတ်မြောက်အောင်လို့ကျွန်တော်တို့လုပ်နိုင်ခဲ့ပြီ။ကျန်တဲ့မြို့နယ်တွေလွတ်မြောက်ရေးအတွက်ဆက်လက်လုပ်နေစေဖြစ်ပါတယ်။ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလည်းပိုကောင်းတဲ့အုပ်ချုပ်ရေးစနစ်တရက်ကိုဖြည်းဖြည်းနဲ့မှန်မှန်စတင်ထူထောင်နေပါတယ်။ တင့်တော်ကောင်းမွန်တဲ့အုပ်ချုပ်ရေးတရက်ထူထောင်ရတာဟာစီရဲစီရာတွေလိုပဲထက်တူအရေးကြီးတယ်လို့ကျွန်တော်တို့ယူဆပါတယ်စီရဲနယ်ပယ်မှာကျွန်တော်တို့အောင်ပွဲတွေရထားတယ်လို့အုပ်ချုပ်ရေးအောင်ပွဲတရက်လည်းမဝေးလာတဲ့အနာဂတ်မှာကျွန်တော်တို့လိုအပ်ပါတယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်လုံခြုံရေးကျန်းမာရေးစောင့်ရှောက်မှုတည်ယူပို့ဆောင်ရေးနဲ့တရားစီရင်ရေးတို့လိုမျိုးအရေးပါတဲ့ကြီးသူဝန်ဆောင်မှုများကိုလည်းထောက်ပံ့ပေးနိုင်ရေးအတွက်စီလျော်မဲ့အုပ်ချုပ်ရေးပုံစံတရက်ကိုထူထောင်ရခြင်းဟာ ULAA အတွက်တကယ်ကိုလောက်ရကြရချက်တဲ့တာဝန်တရက်ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။ရခိုင်ပြည်သူလူထုဟာအလွန်ရဲရင်ပြီးတော့ခန္ဓာရေးရှိကြသူများဖြစ်ပြီးရခိုင်ပြည်သူများရဲ့ထောက်ခံအားပေးမှုမပါဘဲ ULAA ဟာအခုအခြေအနေအထိကိုစွန့်ဆောင်နိုင်မှာမဟုတ်ကြောင်းနဲ့၆နှစ်ကျော်ကြာလာတဲ့စစ်ပွဲကာလဟာအရခပြည်သူများအတွက်ခက်ခဲတဲ့ကာလဖြစ်ခဲ့ကြောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။ အဓိကကတော့ကုံတွေရေးတေယူပို့ဆောင်ရေးနဲ့ခရီးသွားလာရေးတွေကိုစစ်ကောင်စီကပိတ်ဆို့ထားတဲ့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ခေတ်သစ်တမိုင်းတွေကအခက်အခဲဆုံးကာလတွေကိုဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီးတော့ကျွန်တော်တို့လက်ထက်ကအရခပြည်ရဲ့အနာဂတ်ကိုပုံဖော်ထုစစ်ဖို့ဟာကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်ဆိုတာတော့သတိပြုဖို့အရေးကြီးပါတယ်။ကျွန်တော်တို့မှာစံရှိတယ်၊ခင်းသီးဟင်းရွက်ရှိတယ်၊ငားရှိတယ်ဒါတွေကကျွန်တော်တို့ပြည်သူတွေကိုစားနေရခါထောက်ပံ့ဖို့အတွက်ယာယီအဖြစ်လုံလောက်ပါတယ်တိုက်ပွဲတွေကဆက်ရှိနေမှာဖြစ်တဲ့အတွက်ဒေတာတွင်းကအတိုင်းဝိုင်းတွေအားလုံးမှာ ပုံမှန်မဟုတ်တဲ့စိန်ခေါ်မှုတွေတော့ရှိနိုင်ပါသေးတယ်လို့ပြောဆိုခဲ့ပါတယ်။အေးအေးရဲ့စေဦးစီးချုပ်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရေးမှာအရေးကြီးတဲ့ကဏ္ဍမှာပါဝင်တယ်လို့ရှုမြင်ကြောင်း ဒါပေမဲ့ NUG နဲ့ AA တို့ကြားမှာသဘောထားကွဲလွဲမှုတချို့ရှိနေကြောင်းအထူးသဖြင့်ရခိုင်ပြည်ရဲ့ပြည်တွင်းနဲ့ပတ်သက်ပြီးတော့အမြင်မတူမှုတွေရှိနေကြောင်းချမှတ်ထားတဲ့ policy များအပေါ်မူတည်ပြီးတော့ NUG နဲ့ AA ကြားမှာမတူညီတဲ့အကျိုးစီးပွားဥတီယာများရှိနေကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ် ULAA ရဲ့အဓိကရည်ရွယ်ချက်ဟာရခိုင်ပြည်နဲ့လူမျိုးအတွက်အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်ဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းအခြားသောလူမျိုးစုအစိုးရများနဲ့အကျိုးပြုသောဆက်ဆံရေးကိုထူထောင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးကိုမျှော်မှန်းကြောင်းပြောဆိုသွားပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အဓိကပါဝင်နေသူများနဲ့ဖက်ဒရယ်ပြည်ထောင်စုညီမှန်းချက်များကိုလိုက်ရောညီထွေဖြစ်စေရန်မျှော်လင့်ကြောင်းပြောဆိုခဲ့ပါတယ်။လက်ရှိပထမဦးစားပေးကတော့ရခိုင်ပြည်ကိုအချုပ်စာအာဏာခိုင်ခန့်ရေးငြိမ်းချမ်းသာရဝါပြောပြီးတော့ဂုံတိတ်ကရှိတဲ့ဒေသတစ်ခုအဖြစ်နဲ့လူအဖွဲ့အစည်းအားလုံးကနေထိုင်သူများဒန်းလူညီများအခွင့်အရေးရရှိကြပြီးတော့တူညီသောတာဝန်များကိုလိုက်နာစာရွက်ကြရန်ဖြစ်ကြောင်းအေးရဲ့စေဦးစီးချုပ်ကပြောဆိုသွားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအတွင်းမှာစစ်တောင်းမြေကြီးဟာလေးပေနီးပါးမြင့်တက်လာတဲ့အတွက်တောင်ကူရေတာရှည်တို့မှာဒီကနေ့မနက်ပိုင်းမှာမြေကြီးကြီးနေပြီးတော့ကယ်ဆယ်ရေးအတွက်အခုညီများလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ12ရက်နေ့ညပိုင်းကစတင်ပြီးတော့စစ်တောင်းမြေကြီးဟာတဖြည်းဖြည်းမြင့်တက်လာရကနေပြီးတော့စစ်တောင်းမြေကံဘေးကကြေးရွာများအလုံးရေနစ်မြုပ်သွားတယ်လို့သိရပါတယ်။တညာလုံးကယ်ဆယ်ရေးလုပ်ပေးရန်အခုညီတောင်းခံမှုများကိုလက်ခံရရှိကြောင်းရေတာရှည်အခြေစိုက်ပရိုက်တာအဖွဲ့တခုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ မနေ့ကညပိုင်းကရေတာရှိဘက်ကရွာတွေမှာမြေရည်ကြီးလာလို့လာခဲ့ခိုင်းတယ်။ရေကလည်းစီးတာအရန်စီးတယ်။ရေစီးကလည်းအရန်တန်တယ်။ရေကလည်းမြင့်တက်လာတာမြန်လွန်းတယ်။ညပိုင်းဆိုတော့အကူကြီးပေးဖို့အမောင်ထဲမှာကူကြီးဘုတ်ကိုတော်တော်ခက်ခဲဖြစ်နေပေမဲ့နိုင်တယ်လို့တော့အကုန်ကူကြီးနေကြပါတယ်လို့ရေတာရှိကပရိုက်တာဖွဲ့ဝင်တူကပြောဆိုထားပါတယ်။လက်တလောရေတာရှိမြို့နယ်စင်ခွေကျေးရွာမြောက်ဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းမှာစစ်တောင်းမြေရည်မြင့်တက်လာတဲ့အတွက် ပြည်သူနေအားကျော်ပိတ်မိနေတယ်လို့သိရပါတယ်နှစ်ထပ်ရှိတဲ့ဘုံကြီးเจ้าမှာအောက်ထပ်တဝက်ကျော်နင်းမြုပ်သွားပြီးတော့ကယ်ဆယ်ရေးများလာရောက်ပေးကြပါရဲ့အကူအညီတောင်းခံမှုများရှိနေတယ်လို့သိရပါတယ်ဒါ့အပြင်တောင်ငူမြို့နယ်အတွင်းစစ်တောင်းမြေကမ်းဘေးကြီးရွာများအလုံးဟာလည်းရေနင်းမြုပ်နေတဲ့အတွက်အရေးပေါ်ကယ်ဆယ်ရေးအကူအညီပေးကြရန်တောင်းဆိုမှုများရှိနေတော့လဲကယ်ဆယ်ရေးလုံလောက်စွာမပေးနိုင်သေးကြောင်းတောင်ငူမြို့နယ်မိသက်တပ်ဖွဲ့ဝင်တဦးရဲ့ပြောဆိုချက်အရသိရပါတယ်တောင်ငူမြို့နယ်ဒိုးအင်းကြီးရွာလေးအိမ်စုအရှိတ်စင်ဘိုးကြီးအင်းထုံးဘိုး 光的一面。 တဖမ်းပင်ချောင်းကန်ရွာတန်းရှိကဲနီကျေးရွာများဟာရေကြီးမှုကြောင့်ရွာလုံးကျရေနစ်မြုပ်နေတယ်လို့သိရပါဗျ။ပြည်သူများဟာတစ်ပင်တွေပေါ်မှာတက်ပြီးတော့ခိုနေကြရတယ်လို့သိရပါဗျ။အလားတူပဲမန္တလေးတိုင်းရမင်းတဲ့မြုပ်နယ်မှာမိုးအဆက်မပြတ်ရွာသွန်းနေပြီးတော့ရေကြီးမှုကြောင့်ရေစီးနဲ့အတူမျောပါပြီးပြည်သူ200ကျော်ပျောက်ဆုံးကရွာလုံးကျရေစီးတဲ့ကိုမျောပါသွားတဲ့ကျေးရွာများတော့ရှိတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါဗျ။အခုရပိုင်းအတွင်းမှာရမင်းတဲ့မြုပ်နယ်မှာမိုးအဆက်မပြတ်ရွာသွန်းပြီးတော့ရေကြီးမှုကြောင့်ကျေးရွာအများပြားရေနစ် ုံနေပြီးရေစီးနိုင်အတူမျောပါသွားပြီးတော့တေဆုံးသွားတဲ့ပြည်သူ200ကျော်ရှိတယ်လို့သိရပါဗါးစက်တမလာ17ရက်နေ့မှာရေစီးနိုင်အတူမျောပါလာတဲ့ရုပ်အလောင်း10လောင်းကိုတွေ့ရှိခဲ့ရတယ်လို့သိရပါဗါးစက်တမလာ12ရက်နေ့မှာမြင်းသားရွာအနီးရုပ်အလောင်း9လောင်းကြီးနေကန်ရွာအတွင်းမှာရုပ်အလောင်း28လောင်းတူးကုန်းရွာအနီးမှာရုပ်အလောင်း3လောင်းတပြေးပြင်းရွာမှာရုပ်အလောင်း80ကျော်နဲ့ ချောင်းပြရွာမှာရုပ်အလောင်း100ခန့်ကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်ရွာလုံးချွတ်ရေစီးတဲ့ကိုမျောပါသွားတဲ့ငါးတဲစုတောင်ပေါ်ရွာများဖြစ်တဲ့ဝါဖြူတောင်အထက်ရွာအောက်ရွာနဲ့ရွှေတော်မိုင်းကတိုက်ဆုံမှုစီးရင်ကိုတော့မသိရှိရသေးကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ရမဲသိမ့်မြို့နယ်မှာမိုးရွာရေကြီးမှုကြောင့်တိုက်ဆုံသူတော်တော်များတယ်။အခုလက်ရှိအချိန်ထိကိုတိုက်ဆုံသူ230ခန့်ရဲ့ရုပ်အလောင်းတွေရေစီးထဲမှာမျောပါလာတာကိုတွေ့ရတယ်။ ရွာလုံးချွတ်ရေစီးတဲ့ကောင်မျောပါသွားတဲ့ငါးတဲစုတောင်ပေါ်ရွာတွေဖြစ်တဲ့ဝါယူတောင်အထက်ရွာအောက်ရွာနဲ့ရွှေတော်မိုင်းမြို့အစရှိတဲ့နေရာတွေကတည်ဆုံမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကတော့လက်ရှိမှာရေပင်းကယ်ဆယ်ရေးအတွက်ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲဒေသပရိုက်တာအဖွဲ့များကအချင်းချင်းချိတ်ဆက်ပြီးတော့တက်နိုင်သမျှကူညီကယ်ဆယ်ရေးတွေကိုဆောင်ရွက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းညောင်တုံးမြို့နယ်ပန်းတိုင်း CCA ဂိတ်မှာစစ်တပ်ကမှတ်ပုံတင်တဲ့ခီးသွွားထောက်ခံစာမပြနိုင်တဲ့ခီးသွွားလူငယ်တချို့ကိုကားပေါ်ကနေဆွဲချဖမ်းဆီးပြီးတော့စစ်မှုထမ်းရန်တပ်သားတင်များအဖြစ်နဲ့စူးစမ်းမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ10ရက်နေ့ကကျုံပြော်မြို့နယ်ကနေပြီးတော့ရန်ကုန်ကိုထွက်ခွာလာတဲ့ခီးသည်တင်ကားပေါ်မှာစစ်တပ်အပါအဝင်ပူးပေါင်းအဖွဲ့ကညောင်တုံးမြို့နယ် ပန်းတိုင်းစစ်စေးရေးဂိတ်မှာစစ်စေးခဲ့တယ်လို့သိရပါဗျ။ခီးတယ်များအလုံးပတ်ပုံတင်များပတ်ပုံတင်မရှိသူများကခီးသွားထောက်ခံစာများကိုပြသရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါဗျ။ခီးတယ်တင်ကားပေါ်မှာပါတာလေ ်ကြုံရော်မျိုးနဲ့ရွာသားရကျေးရွာအုပ်စုကအသက်နှက်ဆက်၃နှစ်အရွယ်လူငယ်ဟာမှတ်ပုံတင်ပြသနိုင်ခြင်းမရှိဘဲခရီးသွားထောက်ခံစားလည်းမပြသနိုင်ဘူးလို့သိရပါတယ်။ဒါကြောင့်စစ်တပ်နဲ့ရဲများကအဲ့ဒီလူငယ်ကိုကားပေါ်ကနေဆွဲခေါ်သွားခဲ့တယ်လို့သိရပါတယ်။တပ်ဆိုင်ရာမိဘများထံကိုဆက်သွယ်ခိုင်းထားတော့လဲဆက်သွယ်လို့မရတဲ့အတွက်စက်တဘာလ၁၇ရက်နေ့မှာစစ်မှုထမ်းရန်တပ်သားတွေစုဆောင်ရေးစခန်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ မပုံတယ်လည်းမပဘူးခရီးသွားထောက်ခံစားလည်းမပဘူးအဲ့ဒီလူငယ်ကကျုံပြောမြို့ကနေပြီးတော့ခရီးသွားကားပေါ်ကိုတက်လိုက်လာတာရန်ကုန်ကိုအတက်ညောင်တုံးပန်းတိုင်းစစ်စစ်ဂိတ်မှာဘာမှမပြနိုင်လို့ဆွဲချသွားတယ်နောက်ပြီးတော့တပ်သားတွေစူဆောင်ရေးကိုခေါ်သွားတယ်လို့သိရတယ်လူငယ်ကသူကကျုံပြောမြို့နယ်ရွာသားရချေးရွာအုပ်စုကလို့သိရပါတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲရန်ကုန်တိုင်းကွန်းချံကုန်းမြို့မှာလည်း ်မြို့အဝယ်မှာစစ်တပ်ကဂိတ်ချဆက်ဆေးပြီးတော့ဖုန်းထဲမှာနှလုံးသုံးလုံးနဲ့ဘောလုံးလောင်းကစားနဲ့တပ်ဆိုင်တာများကိုတွေ့ရှိတယ်ဆိုပြီးတော့ပြည်သူများထံကနေပြီးတော့ငွေညှပ်မှုများဖြစ်ပွားနေကြောင်းဒေသခံပြည်သူများကပြောဆိုနေကြပါတယ်စက်တမလ12ရက်နေ့မနက်10:00နာရီအချိန်မှာကွန်ချန်ကုန်းမြို့ပေါ်ဈေးဝယ်တက်လာတဲ့ပြည်သူတချို့ကိုစစ်တပ်က ဖုန်းဆင်မယ်ဆိုပြီးတော့စစ်ဆေးတဲ့အချိန်မှာလောင်းကစားနဲ့ချဲထီများကိုတွေ့ရှိတယ်ဆိုပြီးတော့ငွေကြက်၅သိန်းတောင်းခံငွေညစ်နေတယ်လို့သိရပါဗျာအရင်တော့ကနိုင်ငံရေး VPN နဲ့ပြပြီးတော့ငွေတောင်းတာအခုနောက်ပိုင်းအဲ့ဓာတွေကလည်းတိတ်ပြီးတော့မတွေ့ရတော့ဘူးပြည်သူတွေကလည်းအပြင်ထွက်မယ်ဆိုရင် VPN ကိုဖြုတ်တယ်နိုင်ငံရေးနဲ့သက်ဆိုင်တာတွေအကုန်ရှင်းပြီးမှထွက်ကြတာအဲ့တော့နှလုံးထီသုံးလုံးထီဘလုံးလောင်းကစားနဲ့ပတ်သက်တာတွေတွေ့တယ်ဆိုပြီးတော့ငွေညစ်နေတာပဲပေးရတာပဲလို့ငွေပေးခဲ့ရတဲ့ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ